ရင်လာပါဒီနေ့မှာတော့ဂျင်ကစားတဲ့လူတွေကြိုက်တဲ့ကစားနည်းတစ်ခုဂျင်ကိုသွားပြီးတော့ကျွန်တော်တို့ကလက်မောင်းလေး bicep tricep ကိုအတူတူကစားကြပါမယ်ကျွန်တော်ကအခုလိုမျိုးပါပါတယ်ဒါကြတော့ကျွန်တော်ပုံမယ်ဂျင်ကိုသွားတဲ့နည်းပဲဖြစ်ပါတယ်မနေ့ပိုင်း ခုနှစ်မိနစ်ပြန်လာရင်ခုနှစ်မိနစ်တခါတည်းဂျင်ကူးတဲ့အချိန်နဲ့ဆိုလို့ရှိရင်တော့မိနစ်20တိုးတဲ့ကာဒီယိုလေးရတာပေါ့နော်ဆက်တူတူဆွဲရမယ်ကဲဂျင်းလေးကိုတော့ရောက်ပြီဗျာဆွဲကြမယ်ဂျင်ကစားတဲ့လူတွေကြိုက်တဲ့ကစားနီးတစ်ခု ။ bicep နဲ့ tricep ကိုတေးတေးချက်ချကစားကြပါမယ်။ bicep နဲ့ tricep ကိုကြီးကျင်နေဆိုလို့ရှိရင်တော့အလေးကို ပုံမှန်ချင်းစီတိုးပြီးတော့၁၀ချိန်သုံးချက်ကစားလို့ရသလိုအကျန်းအပြင်လက်မောင်းကသေးကျင်နေကြစ်ကျင်နေဆိုလို့ရှိရင်တော့အကျင်းရီကိုတိုးပြီးတော့၁၅ချိန်သုံးချက်တော့၎င်း၁၂ချိန်သုံးချက်တော့၎င်းကစားလို့ရပါတယ်။တကယ်လက်တွေ့အသုံးဝင်တဲ့ကစားနည်းတွေဖြစ်တဲ့အတွက် 大家嘅沙茶味，Cheers！Try set 兩萬蚊到我，第三個都繳唔到，四千都交，即係四千繳唔到，再嚟一次嘅沙茶味呀！ 这片钱你也没有，但这一家可大劲了。国内的 Denver 呢，by Seth Curry 三件动作，这片钱你也没有，可大劲了。Let's go。 ိုနိုင်တဲ့အလေးနဲ့မဆက်ကိုထိအောင်တေးချာချာညှစ်ပြီးတော့အားဆိုင်ပြီးတော့ကစားကြည့်ပါ price set extend one more ကစားကြအောင်နော်၁၀ချိန်၃ကြော့တေးချာညှစ်ပြီးတော့ကစားကြမယ် ဒီကစားနေကိုကစားတဲ့အချိန်မှာဒီလိုမျိုး extend လုပ်တဲ့အချိန်မှာလည်းအားထည့်ပြီးကစားသလိုအပေါ်ကိုပြန်တက်တဲ့အချိန်မှာလည်းထိမ့်ပြီးတော့တက်မယ်ဆိုလို့ရှိရင်တော့ muscle ကိုပို့ပြီးတော့ထိရောက်ပါတယ်။ bicep နောက်ဆုံးတစ်ခု hammer curve ကို9 night dumbbell နဲ့10 chain 3 jump နည်းနည်းချညှိပြီးတော့ကစားကြမယ် let's go ။ ကစားတဲ့အချိန်မှာဒမ်ဘောကိုကိုးနိုင်တဲ့ဒမ်ဘောကိုပဲအသုံးပြုပြီးတော့ကစားတဲ့မဆယ်ကိုပဲညှစ်ပြီးတော့ကစားမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ထိရောက်ပါတယ်ကစားကြည့်ပါ ဒါနဲ့ဗီဒီယိုအသုံးဝင်တယ်ထင်လို့ရှိရင်တော့ like လုပ်ပေးလို့ရသလိုဒီ channel ကို subscribe မလုပ်ထားသေးဘူးဆိုလို့ရှိရင် subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ် cheers